အားလုံးပဲမင်္ဂလာပါဆိုတော့ဒီဗီဒီယိုလေးကတော့ shine shine မှာတင်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ H9 TV ကပြတ်သွားတာဆိုတဲ့အတွက်နောက်လာမယ့်ရှေ့ဟိုဟာတွေမှာတော့ဒီ shine shine ကို H9 နေနဲ့ကျွန်တော်တို့ပြတ်သားသွားမှာဖြစ်ပါတယ်အလောတော်တွေကတော့ပွဲမပြတာတော့တော်တော်လေးကြာနေပြီပေါ့နော်ဘာဖြစ်လဲဆိုတော့ပွဲတွေကနည်းနည်းပြင်းမှုကောင်းနေတာရယ်ပြီးတော့လောလောဆယ်ရတဲ့ line မကောင်းတာရယ်နဲ့ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ဆိုတော့အခုချိန်မှာလာနေတဲ့ bless land ပွဲတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုကိုရီနောက်ဆုံး TI ပြီးွားတဲ့ကဒီအသင်းတွေကြီးပဲဖြစ်နေလို့မပြပြစ်လိုက်တာဆိုတော့အခုချိန် လာကြည့်တော့လေဒီအသင်းတွေပဲထပ်ပြီးတော့တွေ့နေတာနောက်ဆုံး Tandra နဲ့ Falcon နဲ့ပေါ့နော်ဒီနှစ်သင်းပဲနောက်မှာတော့ Aurora တို့ Spirit တို့ Mouse တို့တော့ရှိတော့ရှိတယ်နော်မကြည့်တာတော့တော်တော်လေးကြာပါပြီနော်ဒီမှာကြည့်အောင်အဝိုင်းကတွေ့တဲ့အတိုင်းပဲဘာမှမမြင်ရဘူးဆိုတော့ Skeeter Marine and Mother Earth Crit နဲ့ Sneaking နဲ့ဒီဘက် Tandra နဲ့ Pure Vision 33 RE Whiteman နော် Price က1 million ဆိုတော့ Tandra နဲ့ Falcon နဲ့ဒီနှစ်သင်းပဲလာတွေ့တာပဲနော်ကိုထင်ရတော့ Falcon မရမယ်ထင်တာပဲနော် Falcon ကဒီမှာ Hero Rid နဲ့ Tandra နဲ့ကိုတော့ရှုံးတာ ားတယ် Tandra အနေနဲ့ကတော့ဒီမှာ Aurora နဲ့ဩဒါ OG က sponsor ပေးသွားတဲ့အသင်းเนาะအခုကဒါဒီက OG ဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးအသင်းအကြောင်းကိစ္စလေးတွေလည်းနောက်ထပ်ဗီဒီယိုလေးတစ်ခုထပ်ပြီးတော့လုပ်ပေးပါအောင်မယ်ဆိုတော့ Tandra Falcon နဲ့เนาะဆိုတော့ဒီအသင်းနေကြီးပဲအဓိကကတော့ Dota ကနည်းနည်းလေးပြင်းလာတာเนาะကိုလူတွေလည်းပြင်းနေကြမှာထင်တယ် ဆိုတော့ဒူတာပွဲတွေကကိုလည်းတိတ်ပြီးတော့မကြည့်ပြဘူးအဲ့ဒါအပြင်မှာအခုပွဲတော့ပြတော့ပြကျင်နေဒါပေမဲ့ဟိုအင်ဂိမ်းထဲမှာလည်းဒူတာအဲ့လိုမျိုး loss တွေတက်နေတာပြီးတော့ Twitch မှာလည်းအဲ့လိုမျိုးတိတ်ပြီးတော့သမှုဖြစ်ဖြစ်ကြည့်လို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဒီအပိုင်းပွဲလေးတွေကတော့ခဏနားထားတာပါဆိုတော့မကြာခင်မှာတော့ဒီရှိုင်းရှိုင်းမှာပွဲလေးတွေပြန်ပြီးတော့ပြသွားမယ်ဆိုတော့ဟိုဘက်ကောင်တာမှာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်ကောင်တာမှာတော့ဒီမှာ Fury ရယ် Vitality ရယ်ဒီဘက်မှာ Falcon ရယ် Mouse ရယ်နော်ဆိုတော့ Fury ကတဖြည်းဖြည်းနဲ့ဒီနေရာအထိကိုရောက်လာပြီ Vitality ကတော့ဒီနေရာမှာ ဲပေါ့နော်ဆိုတော့တဖြည်းဖြည်းနဲ့ Fury ကတော့တော်တော်မဆိုးဘူးဒီကောင်ကြီးကတော့တော်တော်လေး improve ဖြစ်လာတာ Yakinda နဲ့ Fallen နဲ့ Brazil ကောင်တွေတစ်ခေတ်ပြန်ထလာမလား Over Counter တော့နည်းနည်းလေးအဲ့လိုမျိုး intense ဖြစ်တယ်ဒီကောင်ကြီးက Dota ကတော့ဒီ player တွေပဲပေါ့နော် player တွေနည်းတာလဲပါတော့လဲပါမှာပေါ့အခုက Tandra က Pure ခေါ်လိုက်ပြီးတော့နော်ဟို Crystalis နေကအစားထိုးလိုက်တာနဲ့4နဲ့ဆို3 3ရဲ့ R နဲ့မဆိုးတော့မဆိုးပါဘူး Tandra ကတော့တော်တော်ကြီးဒါတိုးတက်လာတယ်ပဲပြောရမယ် Falcon ကတော့ဒီလူတွေပဲ Sitan နဲ့တော်တော် Pure လေးရောက်လာတာပဲ Tandra တော့ကောင်းသွားလာပါ Crystalis တော့အများကြီးပိုကောင်းပါတယ် ယ်ဖြူသွားတော့အဲ့ဒါဟိုမှာ 33R နဲ့နော်45ကလည်းမစိုးဘူးဆိုတော့ Tandra ကတော့မစိုးပါဘူးဆိုတော့ဒါမဲ့ Falcon ပဲရမယ်ထင်တာပဲဆိုတော့ဒီဘက်မှာလည်း Falcon ပဲဟိုဘက်မှာလည်း Vitality ပဲအဲ့လိုမျိုးရမယ်လို့တော့ထင်ပါတယ်ဆိုတော့ညမနေ့ကပွဲတွေကတော့ကောင်းတယ်ဒါပေမဲ့ခတ်တာပွဲတွေကြည့်လို့မရတာပဲဒီမှကြီးအခုဒီနေ့ညဒါည10:00နာရီခွဲမှာလှုပ်လိုက်တဲ့ဗီဒီယိုပေါ့နော်ချက်ဝင်ကြည့်လိုက်မယ်အထဲထဲမှာချိုးလိုက် loss 60တဲ့ဘလို့မှပြလို့မရအောင်အကုန်လုံးအဲ့လိုအခွေထစ်ညလောလောဆယ်ကတော့ပွဲပြလို့မရသေးဘူးပေါ့ တော့ okay အားလုံးပဲကျေးဇူးတင်ပါတယ်ကြာခင်မှာတော့အရင်လိုမျိုးလေးပြန်တွေ့ကြပါမယ် point fine line နေရာတော့မကောင်းသေးဘူးဆိုတော့အားလုံးပဲလက်မဲ့ good luck core fair comment နိုင်မယ်ထင်တယ်ဒီဘက်မှာလည်း vitality ပဲနိုင်မယ်ထင်တာပဲနော် tandra လည်းကောင်းတော့ကောင်းတယ်ဆိုမယ် fair ကတော့ပူကောင်းတယ်ဆိုတော့ okay မကြာခင်အားလုံးပဲကျွန်တော်တို့တွေ့ကြပါမယ် bye bye guys love you see you